ဝတ်ဆိုတဲ့စကားလုံးကိုဖုံးဖို့ရှင်းပြမယ်။ပမာရီနားလဲနေတာကိုကလူတယောက်ကိုချီကျူးအောင်လုပ်လိုက်ရင်ကိုချီကျူးတယ်။မှန်ပါဗျာ။အဲ့ဒါကိုဝတ်လဲတယ်လို့ယူဆတယ်။မှန်တော့အဲ့ဒါတော့အကျိုးပေါ်တယ်လို့ပြောတယ်။မှန်ပါဗျာ။ဝတ်တဆိုတဲ့အဓိပ္ပာယ်အဲ့ဒါပြောတာမဟုတ်ဘူးသူက။မှန်ပါဗျာ။ဝတ်က၃မျိုးရှိတယ်။မှန်ပါဗျာ။ကိလေသာဝကမ္မဝဝိပါကဝဝတ်တဆိုတာလဲပတ်ပြီးဖြစ်တယ်။အကြောင်းနဲ့အကျိုးနဲ့လဲပတ်နေတာ။ဥပမာဘဝကြီးဆိုဖုန်းတို့လဲပတ်တာလေအခု မနေ့ဆိုနေထွက်လာတယ်ပြီးရင်နေဝင်သွားတယ်ညရောက်တယ်ပြီးရင်တခါမနေ့ရောက်တယ်ဒါလည်းလက်ပတ်နေတာပဲလေမှန်ပါဗျာလက်ပတ်မှုကိုဝတ္တလို့ခေါ်တယ်အဲ့တော့ဘာတွေလက်ပတ်တာလို့ဆိုရင်ရှင်ထဲကလိုချင်တဲ့စိတ်တွေဖြစ်တယ်ကိလေသာမှန်ပါဗျာလိုချင်တဲ့စိတ်ဖြစ်တော့ရအောင်လုပ်တယ်ကံကံရလာတဲ့ဝိပါကအကျိုးမှန်ပါဗျာလိုချင်တဲ့ရအောင်လုပ်တယ်ရတယ်လိုချင်ပြန်တယ်ရအောင်လုပ်ပြန်တယ် စူးစမ်းပြန်တယ်ဆိုတော့ဒီအကြောင်းအကျိုးကြီးကလည်းပတ်နေတာဟိုဒါဝတ်လို့ခေါ်တယ်ဝတ်မလဲပဲနိဗ္ဗာန်ရအောင် လုပ်လို့ရလားဆိုတော့ဒီအကြောင်းအကျိုးဆက်ဆက်နေတာတွေကိုနိဗ္ဗာန်ရအောင်လုပ်တယ်ဆိုတာကဒီချက်ကလောက်ရတယ်သူကဝတ်ထဲမှာပဲနိဗ္ဗာန်ရအောင်လုပ်လို့ရတယ်နိဗ္ဗာန်ရောက်သွားရင်ကတော့ဝတ္တနဲ့ထွက်သွားပြီသူကဒီထဲမှာသူကလုပ်လို့ရတယ်ဝတ်မလဲပဲဆိုတာတော့မဟုတ်ဘူးဘုကတော့လဲဝတ်လဲတယ်ဆိုတာပမာရီနားလဲတယ်ကိုကသူများကို တရားလုံးနိုင်လို့ကိုယ်မတရားလုံးခံရတယ်ဆိုဝက်လက်ပုံမျိုးပြောတာမဟုတ်ဘူးကိလေသာရှိရင်ကံဆိုတဲ့အလုတ်တရားရှိလာတယ်ကံရှိလို့ရှိရင်အကျိုးတရားဆိုတာရှိလာတယ်နော်အဲ့တော့ကိလေသာဖြစ်သည့်အတွက်ကြောင့်ကံဖြစ်တယ်ကံဖြစ်သည့်အတွက်ကြောင့်အကျိုးတရားတွေပေါ်တယ်အဲ့ဒီအကြောင်းအကျိုးဟာလက်ပတ်နေတယ်လို့ဆိုလိုတယ်နော်အဲ့ဒီလက်ပတ်မှုကိုရက်တော်အောင်လုံးမနေပါရောအဲ့တော့ရက်တော်အောင်လုံးတဲ့ဆိုတာဒီဝတ်ထဲမှာပဲလုံးလုံးလို့ရတယ် ကိလေသာကိုဖယ်ရှားဖို့ကြိုးစားရမယ်။ကိလေသာကိုဖယ်ရှားလိုက်လို့ရှိရင်ကိလေသာတွေငြိမ်းသွားရင်ကံကလည်းပြတ်သွားရောကိလေသာဏိရောဓီကမ္မဏိရောတော့ကိလေသာငြိမ်းမှကံငြိမ်းတယ်။မှန်ပါဗျာ။ကိလေသာငြိမ်းသွားရင်ကံငြိမ်းသွားတယ်။ကံငြိမ်းသွားလို့ရှိရင်ဝိပါကဆိုတဲ့နောက်ကအကျိုးမလာတော့ဘူး။အဲ့ဒါနေပါရောက်ချင်ပဲဖြစ်တယ်ပေါ့။နော်ဟောတိကံဆိုတာကနားလည်အောင်ပြောရမယ်ဆိုရင် expire ဖြစ်တော့ဖြစ်တယ်။ စ္စပန်ယာဆိုတာစေဗစ်စီနဲ့သတ်မှတ်ထားတဲ့အချိန်ကုန်လို့ရှိရင်သူကအစ္စပန်ယာဖြစ်တာမှန်ပါဗျာဘာဖြစ်စီပဲဖြစ်ဖြစ်သတ်မှတ်ထားတဲ့အချိန်ပိုင်းကြီးဟောသွားရင်ဒါအစ္စပန်ယာဖြစ်တာမှန်ပါဗျာဒါအဟောဒီကံရဲ့အသေးပဲကအဲကံဒီနဲ့တော့ဖြစ်သွားပြီအကျိုးမလာတော့ချိန်ဒီကစံတတိကုန်သွားပြီလို့ဆိုလို့လေကံရဲ့စံတတိတခုကုန်သွားပြီကံကိုသူကသတ်မှတ်ထားတာရှိတယ် ကံတစ်ခုလုံးလို့ရှိရင်ဒီဘဝမှာကြိုးပေးတဲ့ကံကိုဒိဋ္ဌဓမ္မဝိရဏိယကံလို့ခေါ်တယ်ဒီဘဝမှာကြိုးပေးတယ်။နောက်ဒုတိယဘဝမှာကြိုးပေးမဲ့ကံကိုဥပပစ္စဝိရဏိယလို့ခေါ်တယ်။နောက်သင်တော်တဲ့ဘဝတစ်ခုခုမှာကြိုးပေးမဲ့ကံမျိုးကိုဒီအပရပရိယဝိရဏိယကံလို့ခေါ်တယ်။အဲကံသုံးမျိုးဒီဘဝမှာအကျိုးပေးမဲ့ကံကသူ့အကြောင်းအကျိုးမညီသည့်အတွက်ကြောင့် သူကအကျိုးထုတ်လို့ကမထုတ်လို့ဘူးဒီဘွားကလည်းပြီးဆုံးသွားပြီဆိုရင်အဲ့ကံအဟောဒီဖြစ်သွားအဲဆိုအဲ့ကံကောင်းတာရောဆိုးတာရောနှစ်ခုစလုံးဖြစ်နေနှစ်ခုစလုံးဖြစ်တယ်နှစ်ခုစလုံးနဲ့သက်ဆိုင်တယ်ဥပမာတစ်ခုဘုံကနားလဲအောင်ပြောရမယ်ဆိုလို့ရှိရင်ကဘာကျော်ဒုသတမကြီးအင်္ဂုလိမာလာပေါ့ကြားဘူးတယ်ပေါ့နားကြားဘူးပါတယ်ဗျာအဲ့အင်္ဂုလိမာလာလူတွေအသက်ထားတဲ့ဘာနာတိပတ္တကံမှန်ပါဗျာသို့တော့ကိလေသာတွေကိုသူပယ်လိုက်နိုင်တဲ့အတွက်ကြောင့် အဲ့ဒီကံတွေကဒီဘဝမှာပဲအကျိုးပေးနိုင်တယ်သူကနောက်ဘဝဆိုမှရှိတော့မှန်ပါဗျာသူကဘာဆိုကိရိတာပြသည့်အတွက်ကြောင့်နောက်ဘဝဖန်တီးပေးမယ်တဏှာဆိုသူကမရှိဘူးကံနဲ့ကိရိတာတွေမရှိနောက်ဘဝမရှိသည့်အတွက်ကြောင့်နောက်ဘဝမှာငရဲကြရမယ်ဒီသူ့လောက်ထားတဲ့ကံတွေဟာစပယ်ရဖြစ်သွားအဲ့ဒါဆိုရင် तू ကဒီဘဝမှာပဲ तू ရဟန်းပြုနေတဲ့အချိန်တော့ကဲနဲ့အထုခံရတာဝိုင်းဆဲတာလောက်ပဲအဲ့ဒါလောက်ပဲနဲ့ပြီးသွားတယ်တယ်မှာဗျာပြီးသွားတယ်ဘာမျိုးလို့ပါ တတတကြောင်းကြာမှာတဲ့လို့ငြိမ်းချမ်းသာခွင့်နဲ့တရားလောက်နဲ့လွတ်သွားသလိုဖြစ်မှာပေါ့ကံကိဋ္ဌာတွေကိုဖြတ်စည်းလိုက်သည့်အတွက်ကြောင့်ကံတရားအကျိုးပေးခွင့်မရှိတော့မပေးနိုင်တော့ဘူးပေါ့နော်ကိဋ္ဌာနဲ့ကံပေါင်းဆက်မှတ်သူအကျိုးပေးတာမျိုးစေ့ပေါက်တာပဲချိန်နေမြည်နဲ့ရည်နဲ့တွေ့ပါပေါ့တယ်မဟုတ်လားမှန်ပါဗျာမှန်ပါမြည်နဲ့ရည်နဲ့မတွေ့အောင်တွေးချောက်တဲ့နေရာမှာထားလိုက်မယ်ဆိုရင်ဒီမျိုးစေ့ကပေါက်တော့ဘူးလေတင်ပါဗျာမှန်ပါအဲ့ဒါလိုပါပဲဟုတ်ပြီမှန်ပါ